တမရလုံးမင်္ဂလာခင်ဗျာဝမ်ကတော့ Time Fighter မလေးစူပါကဲကိုပြန်ပြီးပွဲထုတ်လာပြီပြိသက်တရစူပါကဲရဲ့ပွဲကိုအရန်မျောနေနေကြတယ်အစောပိုင်းကဆိုရင် Bronica နဲ့ပွဲတင်ပြီးတော့တောင်းဆိုနေတယ်အခုလည်းတောင်းဆိုတာပဲတကယ် Bronica ကနိုင်ပွဲရပြီးတဲ့နောက်မှာသူနဲ့ပွဲတင်ပြီးရင်ကောင်းမယ်စူပါကန်နဲ့ဆိုရင်တကယ်အကောင်းစားပွဲတစ်ပွဲကြည့်ရမယ်ဆိုပြီးတော့ပြိသက်တရမျောလင်းနေကြတာဗျဒါပေမဲ့ ဝမ်ကအဲ့လိုပုံစံမျိုးနဲ့ပွဲထုတ်ရှင်မှုမရဘူး။ तू ကစူပါဂဲကိုယုံကြည်မှုပြန်ပြီးတိဆောက်ပေးခြင်းမုံရပါတယ်။ဒါကြောင့်အခု1 final 34မှာစူပါဂဲကိုပွဲထုတ်လိုက်ပါတယ်။စူပါဂဲကဝမ်နဲ့အဆက်ပြတ်တာပြောမယ်ဆိုရင်ဗျာအဲတနစ်ခွဲအဲ့လောက်ရှိသွားပြီ။အဲ့တော့1 final မှာပွဲထုတ်တာဗျ။ဒီတော့သူ့ကိုဝမ်းကဘလောက်ထိညှော်လင့်ထားတယ်လဲဆိုတာမြင်ရပါတယ် ဝမ်ဟာတကယ်မှဆိုရင်ဗျာနောက်ဆုံးထိုးတဲ့သုံးပွဲမှာနှစ်ပွဲတောင်ရှုံးထားတဲ့ဖိုက်တာမလေးပြီးတော့ဒီလောက်ထိပြိုင်ပွဲနဲ့ဆက်ပြိုင်နေတဲ့ဖိုက်တာမလေး one friday fight ကိုပို့လို့ရတာပဲမပို့ one final ကိုခေါ်လာတယ် one final ကထိုးကြေးရရော bonus အရာရောအကျိုးခံစားခွင့်ဘယ်လောက်မြင့်နေဆိုတာပြည်သက်တွေသိပြီးသားပါပြီးတော့မှနောက်ထပ်တစ်ဆင့်အဖြစ် super girl လွယ်လင်းတကူနိုင်နိုင်မဲ့ပြိုင်ပွဲမျိုးကို ဒီပွဲမှာဝမ်ဘက်ကရွေးပြီးတော့တဲပေးထားပါတယ်အဲ့ဒါလည်းစိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျစူပါဂယ်ရင်ဆိုင်ရမယ့်တန်ဘက်ကတော့ဒါဘူဂေရီယာဖိုက်တာမလီကီလိုပါဖြစ်ပါတယ်ကီလိုပါဝမ်မှာတပွဲပဲထိုးဘူးလေအဲ့ဒီပွဲရှုံးတယ်ဘယ်သူနဲ့ထိုးခဲ့ရလဲဆိုရှားကွန်ရင်နဲ့ထိုးခဲ့ရတာအစ္စရေးဖိုက်တာမလီလေတိတ်မကြခင်ကပဲရှားကွန်ရင်ကခေါင်းပွဲတထုပ်ဝင်ရသေးတယ်အဲ့ဒီပွဲစဉ်အတွက်ပြင်ဆင်နေတဲ့အချိန်မှာဒဏ်ရာပြဿနာပေါ်လာလို့ရှားကွန်ရင်ကခေါင်းပွဲထိုးမဲ့ဖိုက်တာဖြစ်ကိုင်းနှုတ်ထွက်လာရတယ်ပေါ့ ဒါပေမဲ့ရှာကွန်ရင်လိုဖိုက်တာစီမှာ ထိုးကြွေးခံခဲ့ရတဲ့ခရီးလိုပါဟာအခုလဲနောက်တစ်ကြိမ်ထပ်ပြီးထိုးကြွေးခံရဖို့ဖြစ်လာပြန်ပါပြီစူပါဂါလ်တို့ဒီဘွားလွယ်တယ်ဗျအမှန်တိုင်းပြောရင်မထိုးခင်က90နှစ်တီဆိုတဲ့ပွဲမျိုးဖြစ်နေတာစူပါဂါလ်ယုံကြည်မှုနဲ့သေချာစူးစမ်းမယ်ဆိုရင်ဘောနပ်စ်ကသူ့လက်ထက်မှာသိကြတယ်ဝမ်ကလည်းအိတ်ဇက်ညုံကိုရေးထားတာဗျဒီပွဲ စူပါဂယ်အလက်ထရိုနဲ့နိုင်မယ်ရှတရီယာဘောနပ်စ်ပါထုတ်ပေးမယ်ဇလန်ကသိတ်ကိုလှမယ်ပြီးရင်စူပါဂယ်ကိုယုံကြက်မြင့်တက်အောင်နောက်ထပ်နှစ်ပွဲလောက်တည်မယ်တည်ပြီးလို့အမြင့်ဆုံးရောက်လာဒီဘက်ကဘရော်နီကာလည်းဖြစ်ထွန်းလာပြီဆိုတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုပေးတွေ့ပြီးတော့ပြိဿစိတ်ဝင်စားဆုံးပွဲကြီးတစ်ပွဲတည်ဖို့ကိုဝမ်းကအခင်းကျင်းလှုပ်ထားပုံရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့စူပါဂယ်ကိုကြည့်လိုက်မယ်ဆိုရင်ဝမ်းမှာစူပါဂယ်ကြီး၅ပွဲထိုးပြီးပြီ အဲ့မှာအရေးပါတာနောက်ဆုံးသုံးပွဲပဲနောက်ဆုံးသုံးမှာသူကစ်ဘောက်ဆင်ကြီးပဲထိုးခဲ့ကစ်ဘောက်ဆင်ထိုးရမှာသူနှစ်ပွဲရှုံးတယ်တစ်ပွဲပဲနိုင်တယ်စတန်ဖက်ဒက်စ်ကိုပါရှုံးခဲ့တယ်ကစ်ဘောက်ဆင်နဲ့စတန်ဖက်ဒက်စ်နဲ့ပွဲက split decision နဲ့ရှုံးတာပွဲကိုပြန်ပြီးအကဲဖြတ်ကြည့်မယ်ဆိုရင်စူပါဂဲကတော့လည်းတားတယ်ဒါပေမဲ့တစ်ဖက်ကဖိုင်တာစတန်ဖက်ဒက်စ်ဖြစ်နေတယ်ပေါ်ရင်းမြေဖိုင်တာဝမ်ကအရင်သဘောကျတဲ့ကစားသမားပရိသတ်အပိမှုမြင့်တက်နေတဲ့အချိန်စတန်ဖက်ဒက်စ်ကိုပေါ်လေ ပြီးတော့ Fedex ကထွက်လာတဲ့ fighter ဈေးကောက်မှာ market ပုံရိပ်ရှိတဲ့ကစားသမားဖြစ်နေတော့ဝမ်က Stan Fedex ကိုအသာပေးလိုက်ပုံရပါတယ်အဲ့တော့ kickbox မတိုင်ခင်ထိုးခဲ့တဲ့ဘွဲကျွန်တော်ပြန်သွားမယ်အဲ့ဘွဲတွေကမွေထိုင်းဘွဲယူတယ်အဲ့နှစ်ဘွဲလုံးကို super gag ကနိုင်ခဲ့တယ်ဗျဒီတော့ဝမ်ဟာအခုဒီချိန်မှာ super gag ကိုမွေထိုင်းပြန်ထိုးခိုင်းလိုက်ပါတယ်တရ15ပေါင်တန်းအတန်ဝိတ်တန်းခေါင်းစဉ်အောက်မှာ super gag နဲ့ ဘူဂေရီးယားဖိုင်တာမှာလေခီလိုပါတို့ထိုးကြရတော့မှာပါ။ဩဂတ်စလ2ရက်နေ့ကိုရောင်းကျင်ပါမယ်1 5 9 34ပြောင်းမှာသူတို့ရဲ့ပွဲစဉ်ပါဝင်တာဖြစ်ပါတယ်။အဲ့တော့စူပါဂဲလ်ဟာမထုံးမီယာနိုင်နေသည်ဆိုတဲ့ပွဲမှာအနိုင်ရလတ်ကိုရောက်ပြလိမ့်မယ်ဆိုတာသိကြနေတဲ့အကြောင်းအခုကတည်းကကြိုတင်သုံးသပ်ပြီးပြည်သက်တွေကိုအသိပေးရလိုက်ပါတယ်ခင်ဗျာ။ဒီရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။